မန္တလေးမြို့မဟာအောင်မြင်မြို့နယ်မှာမိုးသည်ထန်စွာရွာသွန်းခဲ့ပြီးငလျင်ကြောင့်ဖြိုလန်ဆအစာအုံတစ်ခုထပ်မံပြိုကျခဲ့တာကြောင့်ပြည်သူများဘေးလွတ်ရာကိုရွှေ့ပြောင်းခဲ့ရာမင်္ဂလာပါပရိသတ်ကြီးရှင်မန္တလေးမြို့မဟာအောင်မြင်မြို့နယ်မှာမိုးသည်ထန်စွာရွာသွန်းခဲ့ပြီးငလျင်ကြောင့်ပြိုလက်ဆအစာအုံတစ်လုံးထပ်မံပြိုကျမှုဖြစ်ပွားခဲ့တာကြောင့်အနီးပတ်ဝန်းကျင်ရှိနေအိမ်မှပြည်သူများကိုဘေးလွတ်ရာကိုရွှေ့ပြောင်းပေးခဲ့ရကြောင်းမင်းဆလလူမှုကွန်ရက်အသင်းမန္တလေးမှာတာဝန်ရှိသူတအူးကပြောပါတယ် ဒီကနေ့မေလ22ရက်နေ့နနက်2နာရီကျော်အချိန်ခန့်မှာမိုးရွာသွန်းမှုဖြစ်ပွားခဲ့ပြီးမန္တလေးမြို့မဟာအောင်မြင်းမြို့နယ်ပဲပုံတန်းရက်89လမ်း36နဲ့38လမ်းပေါ်ရှိငလင်တန်းကျောင်းပြိုကျနေသောအဆောက်အဦတစ်လုံးထပ်မံပြိုကျမှုဖြစ်ပွားခဲ့တာကြောင့်အနီးပတ်ဝန်းကျင်ရှိလူနေအိမ်များအတွင်နေထိုင်သူများပစ္စည်းများကိုကယ်ထုတ်ခဲ့ရကြောင်းသိရှိရပါသည်လူထိခိုက်မှုတော့မရှိလိုက်ပါဘူးတဖက်အိမ်ကိုပြီးဖို့အတွက်ဓာတ်ကြိုးသုံးချောင်းကတင်ခံနေလို့ အဲ့ဒီလိုမဟုတ်ရင်အဲ့ဒီဘက်အိမ်ပေါ်ကိုအကုန်လုံးအပီပဲအဆောင်အုံကတစ်ဖက်ကိုစောင်းသွားတာစောင်းပြီးတော့အတချိုးသုံးချောင်းကခံနေတာလူတွေကိုပဲဖယ်ထုတ်ခဲ့ရတာအဲ့ဒီနားပတ်ချလေးကလူတွေအကုန်လုံးဖယ်ထုတ်ပြီးတော့ပစ္စည်းတွေနဲ့လိုအပ်တာတွေကို အကုန်ထုတ်ကူပြီးတော့ရှင်းလင်းပေးခဲ့ရတာပေါ့လက်ရှိအချိန်ထိပဲတိုက်ကဓာတ်ကြိုးသုံးချောင်းနဲ့တင်းခံပြီးတော့ဆောင်းဆောင်းကြီးဖြစ်နေတာဟုဆိုကမနီဆလာလူမှုကွန်ရက်ရဲ့အသင်းမန္တလေးမှာတာဝန်ရှိသူတက်ဦးကပြောပါတယ် မေလ18ရက်နေ့ကလည်းမန္တလေးမြို့မဟာအောင်မြင်မြို့နယ်ရွှေကူဘုံကြီးကျောင်းတိုင်ငလင်ကဲဆယ်ရေစခန်းမှာငလင်လုံးမှုနဲ့မိုးရွာသွန်းမှုကြောင့်ကုတ်ကုတ်ပင်ကြီးကြီးလဲကျခဲ့ကောင်းတားဖနှစ်ဦးသစ်ပင်ပြီး၍တည်ဆုံခဲ့ရပါသည်။ မိုးရွာသွန်းမှုကြောင့်အစာအုပ်ပြိုကျမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမန္တလေးမြို့မှာနေထိုင်တဲ့ကိုပေါ်ဦးကလည်းမင်းညလေးတွေကြမ်းချက်ကအတန်ကြီးတွေနဲ့အော်အော်ပြီးတော့လာတော့အိမ်တွေကိုတွန်းချနေသလိုပဲအဲ့လိုလည်းမပြောပါဘူးဟုဆိုကမိုးရွာလေးပါတဲထန်စွာရွာသွန်းခဲ့တဲ့မန္တလေးမြို့ရဲ့ဖြစ်စဉ်အခြေအနေကိုပြောပြထားတာပဲဖြစ်ပါတယ်။ မက်လာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးကြောင့်မန္တလေးမြို့မှာအဆောက်အဦတတော်များများပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ပြီးတချို့သောအဆောက်အဦတွေကအလုံးစုံပြိုကျမှုမရှိသေးပေမယ့်အခုလိုဆိုးရွားတဲ့ရာသီဥတုတန်ကိုထက်ခါထက်ခါခံနေရရင်တော့အဆောက်အဦအတွင်းနေထိုင်သူများနဲ့ဘေးပတ်ဝန်းကျင်မှာနေထိုင်သူများအတွက်အနေရရှိနိုင်တယ်လို့လည်းပြောထားတာဖြစ်ပါတယ်။